နိုဝင်ဘာလအတွက်တောက်ကြသားသမီးဟော့စတန်လေးကိုတင်ဆက်ပေးကြပါမယ်။အဲ့တော့ဒီနိုဝင်ဘာလမှာတောက်ကြသားသမီးလေးအနေနဲ့နည်းနည်းလေးပေါ့နော်။အမ်စံသက်ခံကာလလို့ဆက်မလေးတွေ့ရတယ်။လုပ်ငန်းနဲ့ပတ်သက်တာ၊ကံအားနဲ့ပတ်သက်တာ၊ပုံကိုယ်ရည်နဲ့ပတ်သက်တာမမြင်ရတဲ့အရာတွေနဲ့ပတ်သက်ပြီးအရာရာအားလုံးကိုစံသက်နေတဲ့ကာလလို့တော့တွေ့ရတယ်နော်။ပြီးတော့ဒီကာလမှာအပြန်အလှန်ပေါ့တအူးနဲ့တအူးအပြန်အပြန်အလှန်ကျေစုတည်တတ်တာအပြန်အလှန်အကူညီတတ်တာအပြန်အလှန်ဆိုတော့ အဲဒီပေါ့နော်စကလုံးလေးတစ်ခုဆီမှာလေးနမိတ်တစ်ခုအနေနဲ့စပြီးတွေ့ရတယ်။အဲတူတယောက်ရဲ့ကုညီမှုဆိုလဲကိုကသူကုညီပေးတာကိုကမှတ်တမ်းတင်ထားတာကိုကိုအလှည့်ဆိုင်သူ့ပြန်ပြီးတော့ကုညီပေးတာ။ဒါမျိုးလေးတွေလှုပ်ဆောင်ပေးခြင်းအပြင်အဲကျေးဇူးသူတို့ရဲ့ကျေးဇူးတည်တဲ့ခြင်းအပြင်ကိုရဲ့ကံပို့ပြီးတော့ကောင်းမွန်လာတာမျိုးပြည့်စုံလာတာမျိုးတွေ့ရတယ်။အဲလမ်းမေးခွေးလေးတွေအစာအာဟာရကျွင်ပေးပါ။လမ်းမေးခွေးမှမဟုတ်ဘူးနော်။လမ်းမေးတလေးဆန်လေးတွေတွေ့ပြီးဆိုလို့ရှိရင်ကုညီပေးပါ။အပြီးတဲ့အခါမှာအိမ်မှာအဲ အဲပေါမုံထောဘက်တုတ်နံပြားထောဘက်တုတ်အဓိကပဲမကြာခဏဖះရမှာကက်လူပူဇော်ပေးလို့ရတယ်ပြီးတော့ဒီကာလမှာတက်နိုင်တဲ့များတကြားတို့ပါလို့နော်အချို့ပေါ့တကြားတက်ပါတဲ့ဟာတွေကိုရှောင်ပေးရမယ်ပြီးတော့ဖះရကိုကက်လူတဲ့အခါမှာဆိုလို့ရှိရင်လည်းဒီကာလမှာအချို့တက်ပေါ့နော်အဲအချို့တက် ကိုကတော့အချိုရှောင်မြင်မဖះရောတော့အချိုတက်မြင်များလေးကိုလှူပေးလို့ရပါတယ်နော်ကိုအတွက်ချိုမြင်နဲ့ကန်ပြီးပို့ပြီးတော့ဖြစ်စီဖို့အတွက်ပေါ့နော်အတချို့ကျတော့ရှိတယ်အဖះရောတော့ဘယ်လိုမျောလင်းချက်တွေမှတော့မလှူခြင်းဘူးလို့ပါဘူးနော်ကိုကချိုတာလေးတွေလှူတဲ့ငါအကိုဘဝလည်းချိုတာလေးတွေဖြစ်လာဖို့အတွက်ဆိုဒါဒီလိုမျိုးပဲလေတခြားအဟာကြီးရည်စူးတာမှမဟုတ်တာနော်ချိုမြင်တဲ့အရာတော့လူတိုင်းပဲဖြစ်ချင်ကြတာပဲလीနော်အဲပြီးတော့တောက်ကြသားသမီးတော်တော်များများအဲတခြားသူတွေလိုကန်အရန်ကောင်းတဲ့နေရာမှာမပါဘူးအဲ့ဒီကောင်းမှုကောင်းလာတဲ့ကန်တွေဖြစ်ပေါ်ပါဆိုကိုကိုယ်တိုင်စူးစမ်းအထောက်အထားတာ နော်အဲသူများဘာလို့ဆိုဒီကဒီစားတာရှင်နဲ့ပိတ်ဆက်သူတက်တက်ပဲပိတ်ဆက်သူလို့နှလုံးသားပဲသူတို့ကနော်အဲ့တော့တောက်ကြာသားသမီးများပိတ်ဆက်သူလို့နှလုံးသားပိုင်ရှင်တွေဖြစ်တဲ့အတွက်အဲသူတို့တွေကအဲသူများတွေကသာသူတို့ကိုမှီပြီးတော့သာအဆင်ပြေပြီမယ်သူတို့ကကြတော့သူတို့ကိုယ်တိုင်အဆင်ပြေဖို့သူတို့ကိုယ်တိုင်စူးစမ်းရတယ်အားထုတ်ရတယ်အဲသူက relationship မှာပဲဖြစ်ဖြစ်မိသားစုမှာပဲဖြစ်ဖြစ်အမေအဖေနဲ့ပဲဖြစ်ဖြစ်နော်တငယ်ချင်းနဲ့ပဲဖြစ်ဖြစ်ဘလို့နေနေသူတို့ကပဲကူညီရတယ်သူတို့ကပဲပေးကမ်းရတယ်အဲကြီးလိုက်မယ်ဆိုလို့ရှိရင်တချို့ဆိုရှင်သူများတွေကကံကောင်းနေတာတငယ်ချင်းကံနေကောင်းနေတယ် အဲ့တကယ်ကူညီမဲ့တငယ်ချင်းတွေရှိတယ်။ဆောင်းမဆောင်းမကြည့်ရှုပေးမဲ့သူတွေရှိတယ်။မိတ်ဆွေတွေရှိတယ်။ဆွေမျိုးတွေရှိတယ်။အဲ့တော့ကြာသားသမီးတော်တော်များများကြတော့ဆွေမျိုးဆိုလဲသူအများစုပေါ့နော်။အများစုကဆွေမျိုးဆိုလဲသူတို့ကပဲကြည်ရတယ်။တငယ်ချင်းဆိုလဲသူတို့ကပဲထောက်ပံ့ရတယ်။နော်အဲပြီးတဲ့ခါကျလို့ချင်းချစ်သူရီးစားဆိုလဲသူတို့ကပဲအဲဟိုဘလိုဘလိုလေးဆင်ပေးရမလဲချစ်သူရီးစားပို့လှဖို့အဲချစ်သူရီးစားပို့အဆင်ပြေဖို့အိမ်တော်အောင်ရှင်ကိုအိမ်တော်ဘက်တာယာပြီးလှပါဖို့သူတို့ကပဲ အများကြီးလိုက်တွေးပေးရတယ်ဗောနော်သူ့ကိုလိုက်တွေးပေးတဲ့အိမ်အောင်ဘက်တို့အဲ relationship partner တို့ဘာလို့ဆိုတော့ရှားတယ်အဲဒါဆိုတော့သူတို့ဒီအများဆုံးအဖြစ်ချစ်သူကြီးစာတွေးပြီဆိုရင်လည်းအဲချစ်သူကိုချစ်တော့ချစ်လိမ့်မယ်ဒါပေမဲ့အတကြီးတဲ့သူတွေကပဲသူတို့နဲ့တွေ့ရတာများတယ်ဘာလို့လဲဆိုတော့အဲဘဝကံအငြင်းနဲ့ဘယ်တော့မှဟိုပေါ့နော်အဲကောင်းတဲ့သူအချင်းချင်းအဲဟိုနားလည်မှုပေးတတ်တဲ့သူအချင်းချင်း အဲ तू ကဒီလိုမျိုးဆိုကိုကလည်းဒီလိုမျိုးဆိုတဲ့သူချင်းချင်းပေးတွေ့တာရှားတယ်တယောက်နှစ်ယောက်မှတယောက်ကအရန်အဲစိတ်ထားနူးညံ့နေဆိုလို့ချင်းတယောက်ကစိတ်ထားမှာမယ်တယောက်ကအဲဟိုအတ္တနည်းတဲ့သူဆိုတယောက်ကအတ္တကြီးမယ်ဒါကတော့အဲဖြစ်လိဖြစ်တာရှိတဲ့တဘာဝအဲ့လိုဆန့်ကျင်ဘက်တရားပဲတယောက်နဲ့တယောက်ဆွဲဆောင်နိုင်တာဆိုတော့ဒီနော်အဲတယောက်ကအပြုံးရည်နေတယောက်ကပြုံးမယ်အမြဲတမ်းရည်နေမယ်တယောက်ကအဲအပေးကမ်းရရောရင်တယောက်ကကြတော့ဟိုသူ့သူ့လောက်ပေးခြင်းမှာပေးမယ်ကမ်းခြင်းမှာကမ်းမယ်ပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်အဲနောက်တစ်ခုမှာကျင်တာဒီဇာတာရှင်နေနဲ့ဒီကာလ ာမှာခံနိုင်ရည်တွေကိုယ်ရပြုလုပ်ထားတဲ့ကုသကံ2025မှာเนาะအများကြီးအပင်ပန်းခံခဲ့ရပြီအဲကိုယ်ရရင်မှန်းချက်တွေတော့အများကြီးစူးစမ်းအထောက်ခဲ့ရပြီ2025မှာဘာသာရေးတွေအများကြီးဒိတ်ထန်နေလောက်ခဲ့ပြီဆိုလို့ရှိရင်တိတ်မကြခင်တော့အချိန်ကာလလေးအနေထားလေးတစ်ခုမှာတင်သည် နော်အ2000 2026မှာပေါ့နော်ပို့ပြီးတော့ကန်ကောင်းတာမျိုးပေါ့နော်အဲ့လိုမျိုးကိုပိုင်ဆိုင်နိုင်တဲ့သူမျိုးတွေဖြစ်နိုင်တယ်သို့တော်လည်းပဲတခုရှိတာတော့တောက်ကြတာသမီးတိုင်းလို့တော့မဆိုလိုပေမဲ့တောက်ကြတာသမီးတော်တော်များများဟာ2026မှာတော့ကန်ကောင်းနိုင်တာမျိုးလေးကိုတွေ့ရတယ်ဒါမဲ့တခုရှိတယ်လာမဲ့အဲ new year ကာလပေါ့နော်အဲဒီဇင်ဘာ 31ရက်နေ့အဲ့လိုမျိုးပဲဆီယမ်မာလီဒီဇင်ဘာဟောဇနန်းတော့မပါသေးဘူးဒါပေမဲ့အခုမြင်လိုက်တဲ့နမိတ်မှာအဲ့ဒါကိုသွားတွေ့ရတယ်အဲ့လိုဒီဇင်ဘာ31ညမှာတန်နိုင်တဲ့များအပျော်ပါကိုရှောင်ပေးပါအဲပျော်မယ်ပါမယ်ဆိုလည်းမိသားစုချင်းပဲပျော်ပါပေးပါဘောနော်အပြင်သွားအပြင်ထွက်သွားတာအဲပြင်ပအပြင်မှာဘာဒီကလပ်တွေမှာသွားပြီးတော့ပျော်ပါတာအဲတနေရရာမှာထွက်ပြီးသွားမယ်ဆိုလို့ရှိရင်လည်းမိသားစုထက် မိအဲဒီဇိုင်းတွေထမ်းမိသားစုနဲ့သာပျော်ပါဖို့ဆရာမလေးကတော့အကြံပေးခြင်းနဲ့အဲ့မှာဘာလို့ဆိုတော့အဲနည်းနည်း emergency တစ်ခုခုဖြစ်တာမျိုး accident တစ်ခုခုဖြစ်တာမျိုးဒါမှမဟုတ်တစ်ခုခုအဲလိုမျိုးပေါ့ဆရာမလေးကတော့နမိတ်အနေနဲ့မကောင်းတာမပြောချင်ဘူးပေါ့နော်အဲ့ဒါမျိုးလေးတွေဖြစ်တတ်တာဟိုကိုရှိတဲ့အတွက်ပေါ့နော်အဲ့ဒီလိုဆိုလို့ရှိရင်လည်းတိုင်းနိုင်အဲ့လိုမီရှူမီပန်းတွေအဲပောက်ကွဲတာဝုံတိုင်းပေါ့နော်ဒီမျိုးလေးလည်းဖြစ်တတ်တယ်။အဲကိုကိုအဲနာကျင်မှုလေးတွေဒဏ်ရာနာတရားလေးတွေဖြစ်တတ်တဲ့အတွက်တတိထားပေးပါလို့ဆရာမလေးကတော့ပြောခြင်းတယ်။အဲတင်အကောင်းဆုံးကံ ဒီချိန်မှာရလာဖို့အတွက်ကိုဝေရမဲ့ခါလာသည်အစိမ်းအောင်ဖြစ်ပါတယ်အစိမ်းအောင်ဒီတစ်အတွက်ပို့ပြီးတော့ကန်ကောင်းစေမယ်လို့ဆီယမ်မာလီကတော့တွေးရတယ်ပြီးတော့ဆီယမ်မာလီဟော့စတန်ကိုကြားပြီးနမေဟော့စတန်ကိုနားထောင်ပြီးတိတ်မကြခင်မှာသင်ကအစိမ်းအောင်တစ်ခုခုတွေးလိုက်တာမျိုးသင်ပြီးနောက်မှာအစိမ်းအောင်ရှိတာမျိုးဆိုဒီဟော့စတန်ကအတင်းအတွက်ပို့ပြီးတော့ကန်ကောင်းမှုတွေရရှိစေတယ်ဆီယမ်မာလီကနမေကိုကြားပြီးတိတ်မကြခင်မှာရေတွေအများကြီးတွေးရတာဟလာအဲတနေရာမှာ online မှာဘယ်နေရာမှာမဆိုရေအများကြီးတွေးရတာမျိုးဆိုလို့ရှိရင်လည်းစုတစုတောင်းပေးပါပြေဆုံးစေတယ်ပေါ့နော်ပြီးတော့ကိုယ့်ရဲ့ဂုံကျေးဇူးပေါ့ နော်ကိုကိုရဲ့ဂုံကျေးဇူးကိုကိုသိရမယ်သူများကိုဂုံပေါ်ခိုင်းတာမဟုတ်ဘဲနဲ့အော်ငါငါကိုငါဒီနေ့ဆက်ပြီးကျေးဇူးတင်နေငါရဲ့ဖြစ်တည်မှုလေးကျေးဇူးတင်နေအဲ့လိုမျိုးပေါ့ကျွန်တော်ကိုကိုဂုံကျေးဇူးကိုကိုပါကိုသိတဲ့ချင်းဟာလေကောင်းသောမင်္ဂလာဖြစ်တယ်ပေါ့နော်အဲ့တော့အဲပို့ပြီးတော့ဘဝမှာကံကောင်းမှုတွေအများကြီး ဖြစ်လာစေဖို့အတွက်ကိုအရင်ကထပ်ပို့ပြီးတော့ကောင်းမှုတွေသာလုပ်ပေးပါဘယ်သူကောင်းကောင်းမကောင်းကောင်းငါကောင်းမယ်ဆိုတဲ့စိတ်ကလေးနဲ့သာတတ်နိုင်သမျှအဲစိတ်ကိုတွင်ထားပါမကောင်းတဲ့သူတွေကိုတော့ရှောင်ကျင်ပေးပါတော့ကိုယ့်ကိုစိတ်နှောက်ရှက်ပေးတဲ့သူစိတ်တော့ကပေးတဲ့သူတွေကိုတော့တတ်နိုင်သမျှရှောင်ပြီးတော့နော်အဲလူတွေအားလုံးတတ်နိုင်တဲ့မေတ္တာတွေနဲ့ကိုယ်စမ်းကိုယ်စမ်းရှိသလောက်ကူညီမယ်ဆိုလို့ရှိရင်အရင်ကထပ်ပို့ပြီးတော့ပြည့်စုံနေဘဝတွေပို့ပြီးတော့စိတ်ချမ်းသာစေတာမျိုးလေးတွေရရှိစေပါတယ်နာကျင်မှုတွေကိုတော့လက်လွတ်ခဲ့ပါ ို့အတွက်ပိုကောင်းတဲ့အနာဂတ်နေ့ရက်တွေရောက်ရှိလာမှာဖြစ်ပါတယ်လို့ဆီယမ်မလေးကအကြံပေးခြင်းပါတယ်။အောင်မြင်ပြီဆိုရင်တောက်ကြတာသမီးတွေဖြစ်ကြပါစေရှင်။